ဦးဇင်းတို့တခုသောဘဝတုန်းကခေမာတိတိဘိက္ခုနီမရဲ့အလောင်းဟာဦးဇင်းတို့ဘုရားအလောင်း သူတော်ကောင်းကြီးနဲ့ဟိုဇနီးခင်မွန်ဖြစ်တယ်။ဘုရားအလောင်းကြီးကဉာဏ်ကြီးတဲ့အခါကျတော့လောကကြီးကိုကြည့်တယ်တတ္တဝါတွေကိုကြည့်တယ်။သူမျက်စိရှင်တွေပဲပေါ်ပေါက်လာတယ်။သူမျက်စိရှိတယ်မဲကွယ်ပြောက်သွားတဲ့လူတွေကိုအများကြီးသူတွေ့တယ်။တွေ့တဲ့အတွက်ကြောင့်လောကကြီးမှာလာရောက်ကြတဲ့ပုဂ္ဂိုလ်တွေဟာဧည့်သည်တစ်ဖွဲ့ဖြစ်တယ်လို့သူသိတယ်။ဒီတော့သူမိသားစု သူမှသားလေးတစ်ယောက်ရှိတယ်။သမီးလေးတစ်ယောက်ရှိတယ်။သားနဲ့ညာထားတဲ့ချွေးမတစ်ယောက်လည်းရှိတယ်။ကျွန်မတစ်ယောက်လည်းရှိတယ်။အဲ့ဒါကိုဘုရားလောင်းကြီးကအမြဲတမ်းဆုံးမတယ်။ဘဝကိုခိုင်မြဲတယ်လို့ဘယ်တော့မှမအောင်မေ့လေနဲ့။ဘဝဆိုတာတိမ်တိုက်သဖွယ်ပဲပုံသဏ္ဍာန်အမျိုးမျိုးပြောင်းပြီးတော့လွင့်မျောနေတာ။ဟုတ်လား။ဘဝဆိုတာဧည့်သည်သဖွယ်ပဲအကြောင်းအားလျော်စွာတွေ့ကြုံပြီးတော့မကြခင်မှာပဲကွဲကွာသွားကြမှာ။ အဲ့ဒီကွဲကွာသွားမဲ့သဘောကိုအမြဲတမ်းစိတ်ထဲမှာနှလုံးသွင်းထားအောင့်မေ့ထားအုံနောက်ထဲကိုထည့်ထားအဲ့ဒါကိုမေ့မဖြစ်နဲ့ဘုရားလောင်းကအဲ့လိုဆုံးမလာလူတွေဆိုတာဧည့်သည်ပဲခဏကလေးကြုံကြတာမကြခင်ကွဲသွားကြမှာဒီအကြောင်းအရာကိုမေ့မဖြစ်နဲ့အဲ့လိုဆုံးမလာဟုတ်လားအဲ့လိုဆုံးမရင်းနဲ့တနေ့တော့ဘုရားလောင်းကြီးကသူ့ရဲ့သားနဲ့လေတော်မှာသူ့ရဲ့ယာတော်မှာ ဟိုမြက်တွေပါလေရှင်အမိုက်တွေပါလေရှင်စုပုံပြီးတော့မီးတွေပါလေရှို့ကြတာလေဆိုင်ခံဒီပြိုကျဲခံဒီနဲ့တူပါရဲ့ဟုတ်လားအဲ့ဒီလိုမီးပုံရှို့ရင်းနဲ့သားလေးကအမိုက်ပုံကိုမီးရှို့တာအဲ့ဒီအမိုက်မီးကိုတွေကတောင်ပေါ်ထဲဝင်ပြီးတော့အနားနားမှာတောင်ပေါ်ထဲမှာရှိတဲ့မွေးကစိတ်ရှုပြီးထွက်လာပြီးတော့သူ့ကိုကိုက်လိုက်တာအဲ့ဒီနားရင်ပွေချင်းပြီးတည်တယ်သားလေးကအဲ့ဒါလိုမွေးစိုးကကိုက်လို့ပွေချင်းပြီးရုပ်တည့်ရဲ့တည်တော့ဒကာကြီးကဖះလောင်းကြီးက မြဲတမ်းသူကစဉ်းစားထားတယ်ဂယုစိုက်ထားတယ်တတဝါတွေဆိုတာဧည့်သည်ပဲလို့ငါစဉ်းစားထားတာငါစဉ်းစားထားတဲ့အတိုင်းပဲငါသားလေးဟာငါစီကိုရောက်လာပြီးတော့အခုအကြောင်းကုံတော့ပြန်လဲထွက်ခွာသွားပြီအဲ့ဒါနဲ့သူတိတိညင်ညင်ပဲမျက်ရည်မကျဘူးဘာလို့လဲဆိုတော့ယာနီနာချင်းတယောက်က ရွာကိုပြန်มาသူမှားလိုက်တယ်ဟေးတို့အိမ်ကဒကမာကြီးကိုပြောလိုက်ပါငါရဲ့အမေကြီးကိုပြောလိုက်ပါ လေတော့ကိုအခါတိုင်းတယောက်ပဲလာတာဒီနေ့အိမ်ရှိလူကုန်လာခဲ့ပါလို့ပြောလိုက်ပါအခါတိုင်းနှစ်ယောက်စာထည့်ခဲ့တယ်ဒီနေ့တယောက်စာပဲထည့်ခဲ့ပါလို့ပြောလိုက်ပါပြီးတော့လေပန်းနှံ့တာလက်ဆွဲပြီးတော့လာခဲ့ပါလို့ပြောလိုက်ပါအိန္ဒိနာချင်းကအိမ်ရောက်တော့အတော်ကြီးကိုပြောတယ်ပြောတော့ခင်မအထေရီဘိက္ခုနီမအလောင်းဆိုတော့ညံရှိတယ်ဟေးမင်းကိုမှားလိုက်တာက အဖေကမှားလိုက်တာလားသားကမှားလိုက်တာလား အာအဖေကမာလိုက်တာ။ဩအဲ့ဒီလိုဆိုရင်ငါသားလေးတော့ဆုံးပေါ့။သိတယ်။ဘာဖြစ်လို့သိလဲဆိုတော့နှစ်ယောက်စာကိုတယောက်စာပဲယူခဲ့ဆိုတော့တယောက်မရှိတော့ဘူးလို့ပြောလိုက်တာ။ဟုတ်လား။ပြီးတော့အိမ်ရှိလူကုန်လာခဲ့ဆိုတော့ဘဝရဲ့နောက်ဆုံးခရီးမှလာပြီးတော့ကြည်လဲဆိုတဲ့အသေးပဲ။အဲ့ဒါနဲ့အိမ်မှာရှိတဲ့သမီးရဲ့ချွေးမရဲ့ဂျွန်မလေးရဲ့ကိုဒကမကြီးကခေါ်ပြီးတော့ ဝကောင်းစားကောင်းလေးတွေဝက်တက်ရရဝက်ဝက်ပြီးတော့ပန်းနန်းတာလက်ဆွဲပြီးတော့သူ့ရဲ့လင်ယောက်ျားရှိတဲ့လက်တော်ကိုသွားတယ်ဟိုတော့ထင်တဲ့အတိုင်းပဲသားကအသက်မရှိတော့ဘူးအဲ့ဒီမှာသားကိုတက်ရရလေးပြင်ပြီးတော့နီးနားမှာရှိတဲ့ထင်းကြောက်ကလေးတွေဗန်လေးတွေကောက်ပြီးတော့သားကိုမီးရှို့ပြီးတော့တင်းကြိုကြတာဘယ်ပရိသတ်မှလည်းမဖိတ်ပါဘူးဟုတ်လားဘယ်ဘုန်းကြီးမှလည်းပြင့်တယ်လို့လည်းမကြားပါဘူးစားတယ်လို့မပါဘူးသာသနာ့ဘမှုနဲ့ဒူပါရဲ့ဟုတ်လား သူလဲတော်ထဲမှာပဲသူသူတိတ်တိတ်ဆိတ်ဆိတ်ကလေးအာလုံးတို့ရဲ့စိတ်ထဲမှာအော်တို့အိမ်မှာရောက်လာတဲ့ဧည့်သည်တယောက်ကတော့အเจ้าကုံလို့ပြန်သွားပြီပဲသူရှေ့ဆက်ခကြီးထွက်သွားပြီပဲတို့ပဲချင်းထွက်ခွာရမလဲမသိဘူးဒီစိတ်ကူးကလေးနဲ့ကြည်ရင်နဲ့တယောက်မှမျက်ရည်မကြဘူးအဲ့ဒါမိโกလေးတွေကဥလို့သားရဲ့အလောင်းကိုမိကတဖြည်းဖြည်းနဲ့ဝါးမြုံနေတာအဲ့ဒါကိုအေးအေးရှည်ရှည်ကြည်နေတာဒီအကြီးသွေးမျိုးရဖို့မလွယ်ပါဘူး အမြဲတမ်းနှလုံးသွင်းနေလို့တနည်းအားဖြင့်ဘဝဟာဧည့်သည်ပဲလို့အမြဲတမ်းသိနေလို့အဲ့ဒီအတိလေးကိုမပြတ်အောင် စိတ်ထဲမှာတင်ထားနိုင်လို့အဲ့ဒါလောက်ရင်ကျက်တာအဲ့ဒါလောက်ရင်ကျက်တဲ့စိတ်ရဲ့စွမ်းအားရှိတယ်အဲ့ဒီစိတ်ရဲ့စွမ်းအားကလေတာဝရင်သာနတ်ပြည်ကိုရိုက်ခတ်တယ်နော်ကိုယ်သားအရင်ခောက်ခောက်ရုတ်တရက်သေးတာကို စိတ်ထဲမှာအေးအေးချမ်းချမ်းနေနိုင်တဲ့စိတ်ဟာတာမန်စိတ်မဟုတ်ဘူးဟုတ်လား အနှစ်နှစ်အလားလားစဉ်းစားခဲ့လို့ဆင်ញင်ခဲ့လို့တီလျှောက်ခဲ့လို့ရထားတဲ့အသိဉာဏ်ကြီးဟူသောအဆောက်အဦကလေးနော်အဲ့ဒီအဆောက်အဦလေးရဲ့အစွမ်းတတ္တိသည်တရားမင်းဒီကိုရောက်တယ်အဲ့ဒီမှာတရားမင်းကပုံနာရောင်ဆောင်ပြီးတော့ဆင်းလာတာအိုးဘာကိုမိရှုနေတာလဲသားသမီးကိုမိရှုနေတာလားမဟုတ်ပါဘူးတဲ့လူတယောက်ကိုမိရှုနေတာအာလူဆိုရင်လည်းသင်တို့ရဲ့ရန်သူလား ဟာယန္တုမဟုတ်ပါဘူးသားပါသားဆိုရင်လည်းတင်တို့အင်မတန်မုန်းတဲ့သားလားဟာတူရီတော်သားအင်မတန်ချစ်တဲ့သားပါအံ့ဩတယ်တဲ့တူရီတော်သားလေးဒီလိုသေးသွားတာကိုတင်တို့ရဲ့မျက်နှာပေါ်မှာရှိုးရိမ်တဲ့သဘောဝမ်းနေတဲ့သဘောပူဆွေးတဲ့သဘောတွေငါမတွေ့ရဘူးအဲ့ဒါဘာကြောင့်လဲတဲ့အံ့ဩလို့ကိုမေးတာမေးတော့ဘုရားလောင်းကြီးကပြောတယ် တတဝါတူတယောက်ရဲ့ဘဝရှင်သန်မှုဆိုတာတည်ဆုံးမှုနဲ့ဒီကုန်းချုပ်ရသမြဲပဲတည်ဆုံးသွားပြီဆိုတာဘာနဲ့တူတယ်လဲဆိုတော့မွေများအရေခွန်လဲသလိုပဲတဲ့ဒါဘုရားလောင်းကြီးရဲ့အမြင်အခုမီးရှို့နေတာကိုငါသားမသိနိုင်တော့ဘူးမသိနိုင်တဲ့သားကိုအကြောင်းပြုပြီးတော့ငါတို့ငိုးနေတာဟာဘာအကျိုးကျေးဇူးရှိမှာလဲငါငိုတာကိုသားသိတယ်ဆိုရင်လည်းငိုရာကျိုးနှစ်သိရဲ့ ်ဩငါ့ရဲ့အဖေကငါ့ကိုမြစ်တာရှင်လုံးလို့ငါသေးတာကိုငိုးနေရှာတယ်လို့သားကတိတယ်ဆိုရင်လည်းဗာလဲငိုရတာနည်းနည်းတော့အဓိပ္ပာယ်ရှိတာပေါ့နော်ကိုမြစ်တာကိုသူခံစားခွင့်ရတယ်လေအခုတော့ကိုငိုတာကိုအဲ့ဒီသားကတိသလားငိုတာကိုမပြောနဲ့မီးရှို့တာကိုတောင်းမသိဘူးဒါကြောင့်မလို့ငိုကြွေးခြင်းမှာဗာအကျိုးကျေးဇူးမှမရှိလို့ငါမငိုတာအဲ့ဒီမှာအမေကြီးပြောတဲ့စကားကိုနောက်ဆုံးမှပြောမယ်နော်သမီးလေးကိုမေးတော့သမီးကဘာပြောတော့ သေးသွားတဲ့ပုဂ္ဂိုလ်ရဲ့နှမအေးမင်းကတော့မင်းရဲ့အကိုကမင်းအပေါ်မှာရင်းရဆက်ဆက်နှိမ့်ဆက်လို့မငိုတာလားမဟုတ်ပါဘူးတဲ့ငိုကြွေးခြင်းအဖြစ်လူပိန်ယုံမဲရှိရင်အစာအာဟာရကိုမစားခြင်းမတောက်ခြင်းဖြစ်ယုံမဲရှိမယ်ကျမငိုကြွေးနေလို့ရှိရင်ကျမကိုချစ်တဲ့လူတွေကဒီမှာသေလို့ဆိုရင်ရတာကတမျိုးကျမကငိုနေလို့ကျမအတွက်စိတ်ညစ်ရတာကတမျိုးချစ်တဲ့လူတွေဝမ်းထဲမှာဆိုလို့မငိုပါဘူးတဲ့ပြောပုံလေးသဘာဝမကျဘူးလား ေတ္တိုလ်စဉ်းစားနော်မိမိရဲ့အတိုင်းဝိုင်းနေကမိမိအရင် ထွက်ခွာသွားမဲ့ပုံကိုယ်တွေမရှိဘူးလို့ပြောနိုင်မလားမိမိအရင်မိမိအတိုင်းဝိုင်းနေကထွက်ခွာစေခြင်းမသလားမထွက်ခွာစေခြင်းဘူးမိမိအရင်မိမိအတိုင်းဝိုင်းနေကလူတွေမထွက်ခွာစေခြင်းဘူးဆိုရင်နီးကဘလို့နီးပဲရှိကိုယ်ကကိုယ်အတိုင်းဝိုင်းနေကအရင် ထွက်ခွာဖို့ပဲရှိတယ်အဲ့ဒါလိုပြောတော့ပိုးတောင်ထိတ်လန့်စရာကောင်းသွားပြီ ်ဘယ်နီးလန်းကကြိုက်တယ်ဘယ်နီးလန်းကောင်းလဲကို့အရင်ကို့အတိုင်းဝိုင်းကလူတွေကိုထွက်ခွာသွားစေချင်သလားဟာတော်တော်ဖြစ်ရခက်တဲ့မိန်းကောင်ပဲဘုန်းကြီးကတော့တော်တော်ကိုစိုးပြီလို့များအောင်မိနေမှာမသိဘူးကို့အတိုင်းဝိုင်းကလည်းလူတွေကို့အရင်မထွက်ခွာစေချင်ဘူးဆိုရင်အဲ့ဒီလိုဆိုရင်ကိုကအရင်ထွက်ခွာဖို့ပဲရှိတယ်ကိုကတော့အရင်ထွက်ချင်သလားဒါမြင်ရင်ဘယ်လိုလုပ်မှာလဲအဲ့ဒီဟာကြီးကတိုးတိုးတန်းတန်းထားလို့မရဘူးဟုတ်လားတယောက်ယောက်ကတော့အရင်သွားအောင်ပါပဲလေ ဲ့တဲ့တရက်ပေါ့အမြင်နေခွင့်မရှိဘူးဟင်ဒကမာကြီးတွေအမြင်နေခွင့်မရှိဘူးနော်အခုဒီမှာပြောနေတယ်အမြင်တွေကစူးရှတယ်နော်အဲ့ဒီလိုပြောတာနှမလေးကအဲ့ဒါနဲ့တေတဲ့ကလေးရဲ့ဇနီးကိုမေးတာမင်းကောမင်းယောက်ျားကမင်းပေါ်တိတ်ရက်ဆက်လို့မငိုတာလားမဟုတ်ပါဘူးတဲ့အိုးလကမှမြင်ရသေးတယ်လကိုရချင်းလို့ငိုတဲ့ကလေးလကမှမြင်ရသေးတယ်အခုမီးရှို့လို့မကြခင်ပျောက်ွယ်တော့မယ် လာကိုရလို့ငိုခြင်းနဲ့ကလေးငိုတဲ့ကလေးတဲ့ပူပြီးတော့အတိပဲမဲ့တယ်။ကျမငိုနေလို့ကျမလည်းအောင်ကြမသိတော့ဘူးတဲ့ဒါကြောင့်မငိုတာ။အဲ့ဒီမှာကျွမ်မကိုမေးတယ်။ပါရမီရှင်တွေရှုနေတာဗျ။ကျွမ်မကလည်းပဲဟိုအခမသိမ့်လို့ကျွမ်ဖြစ်နေလို့ညံရှိတယ်။ဘာပြောလဲဆိုတော့ရေဦးကြီးပွဲတယ်။ပြန်ဆက်ကြည့်တယ်။ဟာမရပါလား။မရလို့စိတ်ပြက်မယ်ဆိုရင်အဲ့ဒါလူမိုက်ပဲ။ရေဦးခွေးကြီးကပြန်ဆက်လို့ရမှာလား။ မရမ်းဘူးသိပြီးမှဘယ်နဲ့လုံမှာတော့ပြီးတော့တာပဲတဘဝပြီးတော့တာပဲကျွန်တော်မျိုးမကြီးငိုတာကို तू မသိနိုင်ဘူးဒါကြောင့်ငိုတာအဲ့ဒီမှာမအေးဖြစ်တဲ့ပုဂ္ဂိုလ်ပြောတဲ့စကားကဥစဉ်တို့စောစောကပြောခဲ့တဲ့ဧည့်လေဆိုတဲ့စကားလေးနဲ့ဆက်ဆက်တယ်။သူကဘယ်လိုပြောလဲဆိုတော့အနာဝီတောတတောအာဃနာနှုံညာတောဤတောကတောယထာကတောတထာကတောတထာကံပရိဒေဝနာ အနာဝေတောတထအနာဝေတောဟောဒီလောကကြီးကို ကျမရဲ့တန်ဟာမခေါ်ဘဲနဲ့ရောက်လာခဲ့တယ်။အနာဝီတောတတော်အာကနာနုံညာတော်ဤတော်ကတော်ကျမကအနုအညုတ်ခွင့်မပြုဘဲနဲ့ကျမရဲ့ရင်ဝင်ကနေပြီးတော့ထွက်သွားလာ။လာခဲ့လို့လည်းဒီတန်လေးကိုမခေါ်ခဲ့ဘူး။ဒီတန်လေးရချင်လိုက်တာမင်းဘေဘွားကနေအမိဝန်ကောင်းတဲ့ကိုဝင်ခဲ့လို့ခေါ်ခွင့်ရှိသလား?ခေါ်လို့ရသလား?မရဘူး။ လာခဲ့လို့မခေါ်ဘဲနဲ့ရောက်လာပြီးတော့ပြန်သွားတော့လို့နှင်လဲမနှင်ရဘူးခွင်လဲမပြုဘူးအဲ့ဒါကိုအတင့်အတ္မထွက်ခွန်သွားတာယထာကတောတထာကတောအဲ့ဒါလို့လာခြင်းတလို့လာပြီးတော့သွားခြင်းတလို့သွားနေတဲ့အရာအတွက်နဲ့ဘယ်ကိစ္စကြောင့်ငိုရမှလဲဒီစကားလေးကောင်းတယ်နော်လာခဲ့လို့ခေါ်သလားပြန်တော့လို့ခွင့်ပြုသလားလာခြင်းတလို့လာပြီးတော့သွားခြင်းတလို့သွားခဲ့တာ ဒါကြောင့်မို့လို့ငိုကြွေးခြင်းမှာဘာအထိမ့်ပဲမှာမရှိဘူးတဲ့ခုတက္ကမတို့ဥရှင်တို့တွေလည်းပဲဟောဒီလူလောကကြီးကိုလာခြင်းတို့လာပြီးတော့သွားခြင်းတို့သွားကြတာဧည့်သည်ဧည့်သည် ဟုတ်လားအတော့ဥရှင်တို့ကတစ်ခါတလေစဉ်းစားမိတယ်လူလောကကြီးဟာဘာနဲ့တူလဲဆိုလို့ရှိရင်ဧည့်သည်ဒီလူဝင်လူထွက်တွေတိတ်ပြီးတော့များတဲ့ရွာကြီးတွေဟာနဲ့တူတယ်ဝင်လာတဲ့လူတွေကလည်းမဆက်တဲသေးသေးပဲဟုတ်လား ထွက်ခွာသွားတဲ့လူတွေကလည်းအရှူအရှူပဲဟင်အခုလူလောကကြီးအဲ့ဒါနဲ့မတူဘူးလားဟင်တာဖွာကန်ဒီဘာတွေသွားကြည့်ပါလားအမြဲတမ်းဝင်ရောက်နေတာပဲလေဟင်အမြဲတမ်းဝင်ရောက်နေတာပဲလေဟုတ်လားဟာထွက်ခွာသွားတဲ့ဘက်ကိုလည်းကြည့်ပါဦးစီစီကားကားပါပဲဟုတ်လားနေတိုင်းနေတိုင်းအုပ်စုကြီးဖွဲ့ပြီးတော့ငိုကြွေးတန်တွေတသေးသေးနဲ့သူတို့လည်းပဲစီစီကားကားကြီးထွက်ခွာနေတာပဲဒါပေမဲ့လောကကြီးကပုံမပြတ်ဘူးဒီတိုင်းပဲနေနေတယ် ထွက်ခွာသွားတဲ့လူကထွက်ခွာသွားပြီမလို့ဝင်ပြီးတော့နေရာယူတဲ့လူတွေကလည်းအရင်သိရှိနေတာဆိုတော့ဩလူတွေကမသိဘူးလို့ဒီလိုထင်နေတာဟင်ဒကမကြီးများဒါပေမဲ့လို့ပုံပြက်ပန်းပြက်မဖြစ်တာဟာအမြဲတမ်းအစားထိုးနေတဲ့အရာလေးကရှိနေတာကိုဗျဟင်အဲ့တော့ဒကာမတို့ဦးရှင်တို့ရဲ့ဘဝမကြခင်မှာထွက်ခွာသွားကြရမှာဧည့်သည်ဆိုမှတော့အမြဲတမ်းနေခွင့်ရှိပါမလား မရှိဘူးအမြဲတမ်းနေခွင့်မရှိပါဘူးဟုတ်လား